မနာကိုယ်ကိုစိုက်ပြီးဒီကလာဘုရားရှိမှဖြစ်စေကိုယ်ရာဘောမှဖြစ်စီစိုက်ပြီးရှိပါမရှိမီရှိဖို့ကာလဘာလို့ရမလဲလို့မေးလို့ရှင်းရှင်းလေးလေးထွက်လာတယ်သိနေပါလေးလေးပြောင်းဝင်လာလည်းသိနေပါဘယ်လိုသိနေတဲ့အခါကျတော့ပြီးတဲ့ချက်ကလေးကဘယ်မှမပြေးတော့ပြေးပါဦး ထိုရလို့သိတဲ့စိတ်ကလေးဘယ်မှမပြေးတဲ့အချိန်ကြတော့ဩဖတ်တိုင်းသိဝင်းတိုင်းသိဖတ်တိုင်းသိဝင်းတိုင်းသိဒီသိတဲ့စိတ်ကလေးဘယ်မှမပြေးရဘူးတရားဓမ္မရဲ့အချိန်ဆောင်မှန်ပါပါဘုရားဝိပဿနာသာခန္ဓာကိုထောထောဝင်သိတာကလို့မှတ်လိုက်စမ်းပါဝိပဿနာသာခန္ဓာကိုဖတ်တဲ့လေလေဝင်တဲ့လေလေသိတာကစပါမှန်ပါပါဘုရား အမေဤကဲ့သို့ဒီပြီးနေတော့9မိနစ်10မိနစ်တိုင်းတိုင်းပဲမှမိမိစိတ်ကလေးဟာမပြေတော့ဘူးလို့ဒီလိုကောကိုကိုယ်စိတ်ကလေးဟာထိန်းလို့ဖြင့်ရပါလို့ဆိုတော့ထိန်းလို့ရနေရင်မတတ်နဲ့ခန္ဓာကိုယ်ရဲ့ကနေပြီးဒီကာလဘဝအောင်လို့လို့ပေါ်လာလိမ့်ဘုရားကရာလို့လို့ပေါ်လာလိမ့်ဘုရားကပဲစိတ်ကလေးတစ်မျိုးသောကံပေါ်ကြတဲ့စိတ်ကလေးပေါ်လာလိမ့် ပေါ်လာတဲ့အခါကျတော့သတ္တိဝင်သိစိတ်ကလေးကိုဖြုတ်ပလိုက်။အောင်းငယ်ရတဲ့နေရာကိုလိုက်လိုက်ပါ။အောင်းငယ်ရတဲ့နေရာကိုခွင့်ရတဲ့ဓမ္မတွေကလိုက်လိုက်တော့ဒီအောင်းငယ်အောင်းလာလေးရတယ်ငါကအောင်းလာမဟုတ်ဘူးခုမှဖောက်ပြန်ပြက်စီးပြီးပေါ်လာတာခုမှဖောက်ပြန်လာတယ်အဲ့ဒီဖောက်ပြန်လာတာလေးဉာဏ်နဲ့ကြည့်လိုက်ပြီးဆိုတော့ပြက်စီးတာလေးတွေ့တယ်ဘယ်လိုပြက်စီးတာလေးတွေ့တဲ့အခါကျတော့ ဟောက်ပြန်ပြည့်စည်တာဒုက္ခသစ္စာဟောက်ပြန်ပြည့်စည်မှုသိတာကလောကီမက္ခသစ္စာဒါလေးရှိဥစွာဟောက်ပြန်ပြည့်စည်တဲ့စိတ်ကလေးဒကာရမတွေကဝိညာဘောမဉ္ဉေနဲ့လမောဘောလမောစိတ်ဘောကိုယ်ဝဟရယောက်သူကံဘောဟရယောက်သူမလိုက်နာရဲကောနာရဲလိုက်မျိုးလုံးတွေကမြင်းစိတ်ကလေးပေါ်လေမြင်းစိတ်ကလေးရတယ်ခုမှပေါ်လာတာဖြစ်ပြီးပြက်တာပဲ ။ဟောက်ပြန်ပြသေးတဲ့ဓမ္မလေးပဲလို့ဆိုပြီးဒကာဓမ္မတွေလိုက်နေတာ။လိုက်လို့လိုက်ပြန်မရှိပြန်ဘူးဗျာဝိညာဉ်ကမှမပေါ်လာဘူးလို့ဆိုလို့ရှိရင်ဘယ်နဲ့ကစိတ်ကလေးကိုဘယ်တော့ဝင်နေသေးတဲ့စိတ်ကလေးနဲ့တွဲနေတဲ့ဉာဏ်လေးကိုဟရိယဝတ္ထုဆိုတဲ့ဝင်နေဆက်လိုက်ပါဝင်နေထွက်လိုက်တဲ့အခါကျတော့ဒီဝင်ထဲမှာရှိတဲ့လေကိုထွက်အောင်အထုတ်တဲ့စိတ်လေကိုပြန်ဆွဲယူတဲ့စိတ်ကလေးနှစ်ခုလက်ရှိနေပါ။ ဒါလေးတွေပေါက်ပြန်ပြေရှိတာပဲဒါလေးတွေပေါက်ပြန်ပြေရှိတာပဲလို့ဘယ်ရမရေညံ့နဲ့လိုက်နေပါလိုက်နေရမှတန်းတဲ့ကံဘုရားကရတယ်ဒီနေရာအောင်တယ်ဒီနေရာဆက်တယ်လို့ပေါ်လာပြန်လို့ရှင်တယ်အဲ့ဒီနေရာတွေလှဲ့လိုက်ဝင်းနေကလှဲ့ဝင်းနေရှိနေတာလေးကမရှိလားမရှိတော့ကြောင့်ရှုမနေပဲနဲ့ပေါ်လာပြန်လိုက်ပါမှန်ပါပါဒါပဲလို့ပေါ်လာပြန်လိုက်ပြီဆိုမှဖြင့် ဘိဓဂာရမရေဖြစ်ပြနေရှုရမယ်နဲ့ခွဲလို့ရသေးရဲ့ဖြစ်ပြနေရှုရမယ်နဲ့ခွဲလို့မရတော့ပါဘူးခွဲလို့မရတော့ဘူးဒီလိုပဲကျေလို့ဦးလာဝိရလူစုတွေကအော်မိမိစိတ်တွေကလည်းရှင်ချင်းဖြစ်ပြနောက်ကမဲ့အရှင်လိုက်နေပြီဆိုပြီးဝန်တာလိုက်ဘာကြောင့်ဆရာဘုန်းကြီးကဝန်တာခိုင်းပါလိမ့်မလဲလို့ဘာအောင်လို့မေးလိုက်နော် မေးတဲ့အခါကျတော့ဖြစ်တဲ့နဲ့နိုင်နဲ့လိုက်နေတော့ဖြစ်တဲ့မသိလို့ရှိရင်ခြင်းထိုင်နေနေတယ်လို့ယူရတဲ့ဒိဋ္ဌိဆိုတာမလားဘူးမလားပါဘူးဗျာဒိဋ္ဌိလာလို့ရှင်ဒီဘက်ကဖြစ်တဲ့ကိုဖြစ်တဲ့ကဲလို့မသိဘူးထိုင်နေနေတယ်လို့ယူတဲ့ဒိဋ္ဌိကလိုက်မလားပါဘူးဒါကြောင့်ဒိဋ္ဌိလာလို့ရှင်ဒိဋ္ဌိပါရံဆိုတာနောက်ကလိုက်လာဒိဋ္ဌိဒိဋ္ဌိပါရံနောက်ကြတာပြိဿမောဟမရဘူးဒိဋ္ဌိအုပ်ချုပ်တဲ့ကံမလားဘူး ဒိဋ္ဌိဥစ္စာကခန္ဓာတော့သူတို့ငယ်ငယ်ကလေးရှောင်းနေတဲ့ဒိဋ္ဌိကြောင့်အပယ်လေးခါရောက်သွားဒိဋ္ဌိကြောင့်ပဲရောက်သွားပါလိမ့်အော်ကံကနေအပယ်လေးကိုခန္ဓာကိုပြစ်ချလိုက်တယ်ဆိုရင်လောဘအဲ့ဒါဓမ္မလေးသစ္စာနောက်ကမမလိုက်ဖဲနေတဲ့အချိန်မှာဖြင့်ငါတို့ဒီကားလို့ဆိုရင်ဒိဋ္ဌိဖြစ်နေတယ်ဖြစ်ပြကိုခိုင်းနေရတယ်တို့ ယူရဒိဋ္ဌိကဖြစ်နေတော့ကြောင့်တခါကျော်ဒိဋ္ဌိပါရံလိုက်မလာဘူးဖြစ်ပြခိုင်ငြင်းရတဲ့သင်္ခါရဒိဋ္ဌိဒါလေးအစွဲကြီးနေတာကဒိဋ္ဌိပါရံ၎င်းနောက်ကကံလိုက်လာတော့ဒိဋ္ဌိအုပ်ချုပ်တဲ့ကံမဖြစ်ဘူးလားအဲဒီကာမဘဝဖြစ်ဆရာဇာတိဆိုတော့အပေလေးပါးဇာတိပေါ်လာတယ်ဒါကြောင့်ဓမ္မရေဆရာဝန်ကြီးပြောတဲ့အတိုင်းဓမ္မရေကမဖန်း ရှင်းမှုပြန်ဟုတ်တယ်လေပေါ်ရကိုမလိုက်လို့ရှိရင်ဖြင့်သေလိတ်သာရင်နဲ့အပယ်သွားမယ်မှန်ပါပါဘုရားသမင်ဆိုင်ပြန်ပါပါဘုရားရေသာရင်ပြန်ပါပါဘုရားဩော်ဒကာရမတို့ဆရာဘုန်းကြီးကတင်နေတဲ့လိုက်ရင်လိုက်ကြပါမှန်ပါပါဘုရားကိုရိုးရံနေဖြင့်ကိုဒုက္ခဖြစ်စီရဲ့မှန်ပါပါဘုရားဘုရုပ္ပစီမမခိုးဘုရုပ္ပစီမမဝဲဘုရုမမလိုက်ဘုရုမဒေါရမဖြစ်ဖဲနဲ့ ဒိဋ္ဌိဒိဋ္ဌုပါရံဒိဋ္ဌိအုပ်ချုပ်တဲ့ကံကထောင်သွားလို့အပယ်လေးကရောက်ရပါတယ်။ဒကာရမတွေကပြောကြတယ်။ဒကာကျွေးတို့ကတိတုဥလာကုတို့ကပြောကြတယ်။တိတုဘာမှပြင်းမရှိဘူးကိုတွင်းကိုစမ်းနေတာပဲ။ကိုသေးကိုစမ်းနေတာပဲလို့ထင်ကြတယ်နော်။ကိုတွင်းကိုစမ်းရင်ပဲတော့ကိုသေးကိုစမ်းရင် မြင်တာဘူးမြင်တာပါဘုရားအဲ့တော့ဘာသိရှိဆုံးဆိုတဲ့စကားကိုယနေ့ကစပြီးဆိုတာဝိပဿနာမရှိရင်သိရှိနေတယ်ဆိုတာကိုသုံးလိုက်ပါတော့မှန်ပါဘုရားရကြွေရည်ကြည့်တော့ဒါတော့ဖြင့်ဒီလိုလိုရှိဖို့ပြေကြတာနေတော့ဖြစ်ဖြစ်မြင်လို့လာပါလိမ့်မယ်မှန်ပါဘုရား အဲဖြစ်ဖြစ်မြောင်ဆိုတော့ဝိရဂရမလေရတဲ့မြေရှုရံနေမြေရှုဒါတော့စိတ်တွေရှုနေတာပဲရှုစိတ်ရှုဆိုင်စိတ်ရှုရှုလိုက်တဲ့အခါကျတော့မြက်ကငါးပါးကနဲ့လာတော့ဒိဋ္ဌိပြန်တော်ဘူးဒိဋ္ဌိပြတဲ့ဒိဋ္ဌိကရနော်ဒိဋ္ဌိရောက်ချုပ်တဲ့ကံအပေရိဘာဝစကားမသိနေဘူးအော်ဒီကိစ္စလည်းရှင်ဖြင့်ဆရာဘုန်းကြီးပြောတဲ့သင်္ခေယောတဲ့အတိုင်းဝိပဿနာလုပ်လို့လုပ်လိုက်တဲ့အခါကျတော့လည်း ဘယ်လိုကကသိသွားတယ်ဆိုတော့ဆာသိသိဆိုင်ဆိုင်မှတ်ပါမှန်ပါဘုရားဒါရင်ဘုန်းကြီးဗုဒ္ဓဘာသာကြီးဒီတိုင်းတွေလို့မဖြစ်ဘူးဆိုတော့ပေါ်လာကြမှန်ပါဘုရားဒီတိုင်းတွေလို့ဖြင့်မဖြစ်ဘူးဆိုတော့သိချာကြမှန်ပါဘုရားကိုရောင်းနဲ့ကိုဝဲနဲ့ကိုရံဝဲနဲ့ကိုဂုံဝဲနဲ့ဒါလိုပြီးသိနေတာကတော့ဖြင့်တဲ့ ဒိဋ္ဌိဒိဋ္ဌိပါရံဒိဋ္ဌိအုပ်စုတဲ့ကံတွေလောက်ကင်နေတဲ့တွေဒကာစစ်တို့ဒကာကျော်တို့အခုပြုံးရတော့သေကံကြီးမဲ့ရတယ်နော်ဆိုရင်ကြာမကောင်းဘူးလားအဲအခုပြုံးရတော့သေကံကြီးမဲ့ရလို့ရှင်းဖြင့်ဒကာကျော်ဒကာဦးလားဘုရုမြည်ဘူးမှမကယ်နိုင်တော့ကယ်နိုင်ပါဘူးအဲ့ဒါကြောင့်ကယ်မဲ့ယူမဲ့တရားကိုအမှုထားပြီးလောက်ပါဆိုတာတိုက်တွန်းရကယ်မဲ့ယူမဲ့တရားကိုဘုရား ုဒ္ဒဝိရကာလောက်ပါဆိုတာကိုချင်းလေးစားစွာနဲ့ပဲဒီတရားဗလမောကနေပြီးဒကာရမတွေမေတ္တာရှိထားပါလေမှန်ပါဘူးဝိကံမေတ္တာရောမနောကံ၌ကြပါဆိုရင်သာရောကိုယ်ကိုယ်ငနာဝဲနေကြတဲ့အချိန်လေးရောက်မှာကိုရောဒကာစီသိသိနော်မှန်ပါဘူးမိဘရောရာ တို့ဘာဖြစ်ရှိတယ်ဆိုတာမဆုံးမှန်နဲ့ကိုယ်စိတ်တော်ရင်ကိုယ်ပဲသွားရပါရဲ့ကိုရှာထားတဲ့ငန်းကိုဆိုင်ပြပါပါဘုရားအမတန်မနဲ့နာဘူးလားပြပါပါဘုရားအဲ့ဒီနဲ့နာမှုတွေကိုဘုရားတော်ရဲ့အင်းတရားနဲ့မှပြပါအောင်လို့မသိနိုင်ရင်မရဘူးမရပါဘူးဘုရားရပါအောင်မရပါဘူးအဲ့ဒါကြက်ကြက်စဉ်းစားပါဆိုတာဒကာရမကြီးဖြစ်ပြလိုက်စမ်းပါဆိုတဲ့ဥစ္စာပြန် ဝိနည်းလဲရမှာတော့လို့မမေးပါနဲ့။ရာရတဲ့နေရာလိုက်မြင်မြင်တဲ့နေရာ။ကြားကြားတဲ့နေရာ။ငယ်ငယ်ငယ်တဲ့နေရာ။ကြားကြားတဲ့နေရာ။အေးကြံကြံတဲ့နေရာ။အဲကြံတဲ့နေရာကစံစိတ်ကလေးဖြစ်ဖြစ်ရှု။အဲ့ဒီလိုဓမ္မတွေကနှလုံးသားမှန်သွားပြီဓမ္မဖြင့်ဖြစ်ပြဲရှိကဖြစ်ပြဲနောက်ကမဲ ရှိကပါပါလေနောက်ကပါပါလေအဲ့ဒီရှိကဖြစ်ဖြစ်နောက်ကမင်းနဲ့နေကြပါမူကရာမရေကသစ္စာအနုရောမိကဉာဏ်ရပါလေဘယ်ဉာဏ်ရပါလေသစ္စာနဲ့လျော်တဲ့ဉာဏ်ရတယ်လို့သုံးဖြည့်ချက်ချက်ဒါကြောင့်ရကျေတို့ဥဒ္ဓဝုဒ္ဓပြောရတယ်ကသာယနာဝင်တရားတော်မှန်ပါပါ ရှင်ပြေတော်မြင်တဲ့ဉာဏ်ပိုင်းဉာဏ်ခေါ်ကြမယ်။သစ္စာအနုရောဂိကဉာဏ်။သစ္စာသိတဲ့ဉာဏ်။ဘယ်လိုမှတ်ကြမလဲ။သစ္စာသိတဲ့ဉာဏ်လို့သိသိချာချာမှတ်။သစ္စာဉာဏ်လို့လည်းခေါ်ခြင်းခေါ်လိုက်ပါ။တပည့်ကြားလားသစ္စာဉာဏ်လို့လည်းခေါ်နိုင်ရင်ခေါ်ရခေါ်နိုင်ပါရဲ့ဆိုတာကိုပဲသိခဲ့ချက်ချပါ။ကြားတော့ခန္ဓာကိုယ်ကြီး ခုနရကပေါ်လိုက်ဒီနေရာကပေါ်လိုက်ခုနရကရားလိုက်ဒီနေရာကဆေးရောက်ခြင်းနဲ့စိတ်ပေါ်လိုက်ဒီနေရာကွန်ဆာခြင်းနဲ့စိတ်ပေါ်လိုက်ပေါ်လိုက်စိတ်ဒီဖြစ်ပြည့်ဒီရှုနေတော့ဒကာဓမ္မတွေဖြစ်ပြည့်ဆိုတာမိမိသေးတာလုံးမှတ်လိုက်စမ်းပါဖြစ်ပြည့်ဆိုတာဘာပါလဲမိမိသေးတာလို့မှတ်ထားစမ်းပါနော်ဘာကြောင့်မိမိသေးတယ်လို့ဆရာကြီးကသုံးပြည့်ချက်ချပေးရကြုံးဆိုတော့သတ္တဝါမှာနှစ်သိမ့်နဲ့အတတ်မရှင်လို့ ်သတ္တဝါကသိိနဲ့သိရှင်တယ်ဆိုတာမှတ်ထားပါဘုရားရှင်းမလားပရမစိတ်ပြတ်သွားတာလည်းသိနေသေးတာပဲနောက်စိတ်နဲ့ပြန်ပြီးတခါကရှုနေတာမိမိရှင်းတာပဲဒါပြန်အသေးကိုအရှင်းကကြည့်တာပဲဒါကြောင့်ပဲလို့မှတ်မယ်ကျေးဇူးများလိုက်တာဒကာရမတို့ကျေးဇူးများလိုက်တာအသေးကိုအရှင်းကကြည့်တာ သေးတော်ကသူများကမင်းနေတာမင်းနေပါဗျာရှင်နာကသူများကမင်းနေတာမင်းနေပါဗျာဩမင်းမိအသေးမင်းမိမြင်ကြပါလားမင်းမိဒုက္ခရောက်ကြကိုမင်းမိပါဗျာဘာတဲ့မလျှော့နဲ့နော်ဒီမြင်ကိုမလျှော့ကြပါနဲ့ဓမ္မရေဒီပြေလိုက်ပါတယ်မင်းပါဗျာဒီမြင်ကိုမလျှော့လိုက်ကြပါနဲ့ဆိုတော့ကြာတော့ ရိုက်ကြဦးလားကိုမြန်မာများလာတော့မုံဆိုတဲ့ညာလာရပါလားမလာရဘူးမြန်မာများလာတော့မုံညာလာရမယ်ဆိုတာသဘောကျအဲ့ဒီကတော့မြန်မာများတော့မုံမုံညာဆိုတဲ့နိဗ္ဗာန်ညာလာပါလေမုံမဲ့တဲ့ဆရာဘုန်းကြီးရဲ့သဗ္ဗေဒဂါရမတွေအလုပ်ပေါ်မှာနေတဲ့အခါသတိနဲ့ပေါ်မှာသိုးတဲ့ခဲ့ ဒါကြက်မုံရဲ့နဲ့ပေရှုပါမှန်ပါဘုရားမုံမုံနဲ့ပဲပေါ်လိုက်ပြပါမှန်ပါဘုရားမုံမုံနဲ့ပါလို့ကပေါ်လိုက်ပါဘုရားပေါ်လိုက်ပြီရှုနေတဲ့ခါကျတော့အော်မုံညာတော့ဖြင့်မိမိကြက်လာပြီလို့ကိုယ်ပိုင်မကြည့်ဘူးသိရလို့ရှိရင်မုံရဲ့နဲ့ရှုရှုပြီးဒီကလာနေမတ်တတ်နဲ့အော်ဒီဒုက္ခတွေကြီးတာမရှိပါဘူးလားဆိုတော့ညံတက်လာလိမ့်မယ် ဒီဒုက္ခရဲ့ကြီးတာမရှိပါလားလို့ညံတက်လာတယ်နော်ညံတက်လာတဲ့အခါကျတော့ဘုန်းကြီးတို့ဓမ္မတွေဒီဒုက္ခရဲ့ကြီးတာမရှိပါလားလို့ညံတက်လာတော့ဖြတ်ဆိုခဏကဟိုနေရာကပေါ်တဲ့ဒုက္ခဒီနေရာပေါ်တဲ့ဖြစ်တဲ့ဒုက္ခတွေဒုက္ခတွေအကုန်သိမ့်သွားဘာတွေသိမ့်တော့ဟိုကြီးမတန်တဲ့ဓမ္မတွေဘာတွေသိမ့်သွားဖြစ်ပါဘူး ဒုက္ခတွေသိမ့်သွားတာသူများပြောတာကိုညာနဲ့ရှင်မတ်တန်နဲ့ပဲရှင်နာသိမ့်သွားတာလားကဲခတ်စံကိုညာနဲ့ရှင်မတ်တန်နဲ့ဒုက္ခတွေသိမ့်သွားဒုက္ခသိမ့်တာနိဗ္ဗာန်သိမ့်မှန်သိတာကမညာဒုက္ခသိမ့်တာဒုက္ခသိမ့်မှန်သိတာကအဲ့ဒီရင်ကြမှာပထမပါရီကနိဗ္ဗာန်မက္ကလာအာရမဏပစ္စေနပစ္စယော နိဗ္ဗာန်နိဗ္ဗာန်နိမကကမြင်သောညာအာအာရမဏပစ္စည်းကအာရမဏပစ္စည်းသတ္တိဖြင့်ပစ္စယဥပကာရဘောကျေယူပြုတတ်သည်ဟောတိဖြစ်၏တခါတော့သတ္တဝရိမေဆိုင်မှန်ပါဗျာသတ္တဝရိမေဆိုင်သွားတော့ဒီကသတ္တဝရိမေဆိုင်ခါရှိသေးတယ်ဂါကျေယုလဟုလို့ကိုယ့်ဘယ်ပဲနေပါရင်ငရဲဝိစုနေတာလေငရဲမိတဟောင်းတောင်းတယ်အလိုလိုကြီးမှာမှန်ပါဗျာ ခုတော့ပြန်ဒီညာလေးမရသေးတဲ့အတွက်တကယ်ကဲဆိုပြီးမြေဦးကြီးကလည်းစောင့်တယ်။မြေမိဉဏ်တွေကလည်းဆူလို့ပါလား။အဲ့ဒီအဆူတွေတွေကနေနှိမ့်ရပါလေ။အဲ့ဒီမိတွေတွေကနေသိင်းရော။အဲ့ဒါကြောင့်ဘုန်းကြီးတို့တရားဓမ္မတွေအေးလေးမနေလိုက်ပါနဲ့ဦး။ကိုငရေဦးကမိတုံးတောက်ပြီးတဘောကွယ်ဆူနေတော့ ညဉ့်ညံလေးနဲ့ညှင်းကြပါဆိုတော့ဥစ္စာကိုမြစ်တိုင်ရှိသာပြီးဒီကတော့ပြောကြပြီးသေးပါတယ်မှန်ပါဗျာဘာဘာကမညရေးချင်းမပြောဘူးမှန်ပါဗျာခဲဒါဖြင့်သာဝနာဘာကြာလာတော့ဘယ်လိုချင်းကိုဘယ်လိုသိရမလဲဆိုတော့သိကုန်မသိဘူးမှန်ပါဗျာငါကျော်သိပါဦးမလားမှန်ပါဗျာအဲ့ဒါကြောင့်ဘုန်းကြီးတွေဓမ္မတွေသာသနာ့ရင်းသားဖြစ်ပြီးသာသနာ့ရင်းလို့လုံးလိုက်စမ်းပါဆိုတာကိုပဲ သမကြည့်လို့လည်းမပူပါနဲ့ရှင်မကြည့်လို့မပူပါနဲ့ဘုရားရေရောက်မကောင်းလို့လည်းမပူနဲ့ငယ်မင်းငယ်ရေငယ်ဟုတ်သိမ့်ကိုအေးလာရင်ဧကန်ရှိနေလို့ပူဇာသံပါဇာဘုရားနိုင်မယ်ဆိုတဲ့စိတ်ထားပြင်းပြသံပါဆိုတာကိုဒီကနေပြီးဒီကလာအသိဉာဏ်နဲ့ပြောနေပါလေဘောဘောနေလို့တော့ကြပါဘုရား ကဲနိုင်ပစ္စည်းကကဲနိုင်သလားလို့ဆိုတော့ဟောဒီရှုတဲ့မက်ကမှကဲနိုင်တယ်မှန်ပါပါဘာကြောင့်သမီးလေးတယောက်ကကဲနိုင်ဘယ်နှပါဘုရားသင်္ကေတညာကလေးကောဘယ်နှပါဘုရားအမှန်တကယ်ရေကြောက်သေးတယ်ဥလာဘုရားကြောက်သေးတယ်ဩပြစ်မပြေလေးဒါပါပဲဘုရားကိုယ်ပဲကောင်းလူကြီးတတ်နိုင်ရတတ်နိုင်ပါဘုရားအဲ့ဒါရှိတယ်လို့ရှိဖြင့်ခန္ဓာကိုယ်ကဖြစ်ဖြစ်ရှိတာကလောကီမယ်ဘုရား နောက်ရင်းကျလာတော့လောကုတ္တရာမေလောကုတ္တရာမေသရမကင်၈ပါးလည်းပြည့်ပါရတကားကျေငြေမီသိင်း၍ငြေအိုဘောဘွက်ကျူတာငြိမ့်ပါလေမှန်ပါဗျာဒါပြန်ဒီလူတွေအမြင်ကျော်တဲ့ပုဂ္ဂိုလ်ကငါကျွတ်တယ်ငြေမီရေဟုံးတောင်းနေတယ်ငြေဦးကြီးကတဘောဘွက်ကျူနေတယ်တကားကျေဒီကနေငြိမ့်တော့မပြောတဲ့ပြောတယ်ဒီကနေငြိမ့်ဆိုတော့ ရေနဲ့ကောငိမ့်လို့မရဘူးမရပါဘူးဘက်ပေါ်ရင်ငိမ့်ပါလားပါတဲ့ဒါကြောင့်နဲ့ခွင်းတဲ့ဒကာဓမ္မတွေဒီလိုဆရာဓမ္မကလမ်းညွန်ကောင်းကတွေ့ကြုံနေတဲ့အချိန်မှာဖြင့်ကိုငယ်ငယ်ငိမ့်တာကိုလည်းမငိမ့်ပါနဲ့မရပါဘူးကိုငယ်ကိုသိမ့်တာကိုလည်းမငိမ့်ပါဘူး တဘောကြလက်ဆိုတာခမားတို့ရှိတဲ့မက်ကိုဆိုပါတယ်လက်ဆိုတာပါဆိုပါလေရှိတဲ့မက်ကိုဆိုပါတယ်ဆိုတာကိုဒကာရမတွေသတိပေးရဒီဘုန်းကြီးပြောတာမှဒီဒကာရမတွေကလေးလေးစားစားနားမထောင်တော့ပါဘူးဆိုလို့ရှိရင်ပြမရှိဘဲမမှတ်ဖဲနဲ့နေရတိုင်းရမယ်ဆိုလို့ရှိရင်ဖြင့်တလန်းသွားတွေကမှတ်ပါခမားတို့ပြုတ်ကြတယ် ကုသိုလ်တွေကလည်းတကယ်တော့မကောင်းနိုင်ဘူးနော်မှန်ပါပါဘုရားဒါကြောင့်တားနိုင်မှာတားနိုင်ပါဘူးမက်ဆိုတော့ဖြင့်တားနိုင်ပါဘူးအဲ့တော့တကယ်သေးကောင်းရှိပါရဲ့တန်းနဲ့သေးကောင်းကိုတောက်ဖြစ်အောင်တောက်ပါဆိုတာကိုလေးရစွာနဲ့သတိပေးရပါမှန်ပါပါဒါကခန္ဓာယုံရှိပြီရှုနည်းတစ်မျိုး